ဟယ်လိုအားလုံးပဲမြင်ကြပါဖိုးဖိုးမချင်းကနေကြိုဆိုပါရစေအာဆင်နယ်တင်းရဲ့နီးပြဖြစ်တဲ့မီကယ်အာတီတာကတော့တောမတ်စ်ပါတီကိုအသင်းမှာဆက်ပြီးတော့ရှိစေခြင်းနဲ့ဆိုပြီးတော့ကျွန်တော်ပြောသွားတယ်ဆိုဒီနေရာမှာပါတီရဲ့လက်ရှိဒီယာဒီက consistency wide မှာဆိုလို့ရှိရင်သူ့အနေနဲ့အကောင်းဆုံးလို့ထူထင်နေပေါ့ပါတီဟာကျွန်တော်အနာဂတ်မှာအရေးကြီးတယ်ကျွန်တော်အရေးကြီးတယ်ဘာညာပြောထားတယ်သူကြတော့လေပါတီတဲ့ပူကောင်းနေကစားမကိုငါတို့ဝယ်ဖို့တင်ပြီးဘာညာပြောနေကြတယ် တော့ကျွန်တော်ကတော့အာဆင်နယ်အနေနဲ့ဟိုလက်ရှိအသင်းမှာကောင်းနေတဲ့ကစားသမားတွေကိုလက်လွတ်ဖို့အတွက်အချိန်မကျသေးဘူးလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့လာမယ့်ယာဒီကပူပြီးတော့ဒီယာဒီတဲ့ challenging သူတို့ဖြစ်တော့မှာအာဆင်နယ်ဟာဒီယာဒီမှာ injury ပြဿနာတွေအများကြီးကြုံခဲ့ရတယ်။ဒါအပြင်သူတို့ရှင်ပြိုင်ခဲ့ရတာဆိုလို့လေဘာဘူးတသိမ်းမယ်ရှိတယ်။အမေရာဒီမှာအဲ့လိုဖြစ်တော့မှာမဟုတ်ဘူးတခြားတွေမှာမထင်မှတ်တာတွေပါဖြစ်လာမယ်လို့ကြည့်ရမှာပေါ့ဗျာအဲ့တော့အာဆင်နယ်အနေနဲ့လီဗာပူးတင်းရဲ့ဘက်ကလက်ရှိမှာဖရင်ပေါင်တို့မီလူခါကက်စ်တို့ကိုခေါ်ပြီးတော့ချန်ပီယံဖြစ်ခဲ့တာတော့မှာအားဖြစ်နေပြီအဲ့ အားဖြစ်နေပြီဆိုတော့ Chelsea တို့ရဲ့ဘက်ကလည်းလက်ရှိမှာကျွန်တော်တို့နေ Champions League ဝင်ခွင့်ရအောင်ကြိုးတော့အမှန်ကန်ကစားမတွေခေါ်ဖို့တွေလုပ်နေကြပြီ Newcastle တို့ပူကောင်းလာပြီ Aston Villa တို့ပူကောင်းလာပြီအသင်းတိုင်းနှိပါကပူကောင်းမှုကျိုးပန်းနေကြတဲ့အချိန်မှာ Arsenal ကကိုယ်လက်အောက်မှာရှိမှာရှိတဲ့ကစားမကောင်းတွေလက်လွတ်လို့မရဘူးဒီနေရာမှာကျွန်တော်တို့ဒီသူစီတဲ့ရဲ့ကွင်းလင်ကစားမပြီးသူ Zubimendi ရောက်လာပြီရောက်လာပြီဆိုတော့ okay ကွင်းလင်ကတော့ငါတို့ဒါပါတီကိုအပြောင်းလဲလုပ်သင့်ပြီဆိုတဲ့သူတွေလည်းရှိတယ်ကျွန်တော်တို့မထင်ဘူး ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့ကွင်းလေဟာလက်ရှိအာဆင်နယ်မှာအင်မတန်အရေးကြီးတဲ့တည်းမှာပါတယ်ဇူဘမင်ဒီရောက်လာပြီးတော့ဇူဘမင်ဒီအန်ဝင်ခွင့်ကျဖြစ်မဖြစ်ကျွန်တော်တို့အနေနဲ့ပုံသေးတွက်လို့မရဘူးဇူဘမင်ဒီရဲ့ပထမဆုံးရာသီမှာမယ်ဒီနူလောက်ပဲ effective ဖြစ်တယ်ဆိုရင်အာဆင်နယ်ဟာပါတီကိုလက်လွတ်ဖို့အတွက် ready ဖြစ်မနေသေးဘူးကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်သူတို့ဂျော်ဂျီညိုကိုလက်လွတ်ထားတယ်ဂျော်ဂျီညိုကိုလက်လွတ်ပြီးတော့ဇူဘမင်ဒီလိုပလီယာမျိုးနဲ့ပြန်အစားထိုးတယ်ဆိုတာကကျွန်တော်တို့အနေနဲ့စေစားမကပူကောင်းတဲ့ upgrade ပဲဒါကိုပါတီကိုလက်လွတ်ပြီးတော့သူတို့ဒီ ိုးကြအောင်လို့လုပ်လို့မရဘူးဗျာသိလားဆိုတော့ Manchester City မှာဆိုလို့ရှိရင်အခုလက်ရှိ Rodri ပြန်လာပြီ Nico Gonzalez ကရှိတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့နေတဲ့ကွင်းလယ်မှာသူတို့နေတဲ့ AC Milan ရဲ့ဒါ Netherlands ကစားမ Rainer လာသူ့ကိုခေါ်ဖို့လုပ်နေတယ်ဆိုတော့ဟိုနေသူအပြောင်းလဲတွေကျွန်တော်တို့လုပ်နေတာเนาะ Liverpool team ဆိုလို့ရှိရင်လည်းဒီ time မှာ Florian Vies တို့ပေါင်းနေတဲ့တင်းနေကျွန်တော်တို့ထွက်နေတယ် Kagel တို့ကျွန်တော်တို့ဒါဒီ right back က Frame ပေါင်းတို့ကိုသူတို့ဒါခေါ်ဖို့လုပ်နေပြီဒါ Frame ပေါင်းတို့ခေါ်တော်ပြီးသွားပြီပြောင်းလဲတွေကျွန်တော်တို့လုပ်နေပြီဆိုတော့ Arsenal တွေနဲ့ ာတီတန်းယာတီတန်းလူလူဖလားရဲ့လက်ဒကန်းလူလက်ဒကန်းလူလက်ဒကန်းလူနဲ့တင်လက်လှုပ်ခဲ့ရတဲ့အချိန်မျိုးမှာကိုသင်းရဲ့လက်ရှိအားကိုးနေရပါတယ်ဆိုတဲ့ကစားမားတွေကိုနောက်တစ်ယောက်ရောက်လာလို့အပြောင်းလဲလုပ်သိနေတဲ့မှာမပါဘူးအခုဆိုလို့ချင်းကျွန်တော်ကကင်ဟာပဲပြန်ကစားနိုင်နေပြီဒါပေမဲ့သူတို့ငါတို့ကင်ဟာပဲရှိတယ်ကွာဆိုပြီးတော့တိုက်စစ်ကမခေါ်လို့မရဘူးเนาะမာတီနယ်လီရဲ့အနာကက်တွေကမေကွန်ထုတ်เสียရှိနေတယ်ဆိုပေမဲ့လို့မာတီနယ်လီဆက်ရှိရင်တောင်မှနောက်ထပ်တောင်မှန်ကစားမားတစ်ယောက်ကကျွန်တော်ခေါ်နိုင်မှရမှာ စတာလင်းတို့ဘာလို့ကို Chelsea ကိုပြန်လွှတ်လိုက်တော့ဗျာသိလားသူတို့အတွက်အဲ့လောက်ထိအကျူးပြန်တဲ့ကစားမမျိုးလေးကျွန်တော်မဟုတ်ဘူးပြည်မှာတော့ကြောက်ပါနော်ဟိုကွင်းလယ်မှာထားပါတော့ဗျာသူတို့မှာ Merino ရှိမယ် Party ရှိမယ် Supermendi ရှိမယ် Ike ရှိမယ် Rice ရှိမယ်ဆိုလို့ရှိရင်ဒီကွင်းလယ်ဟာတရာဒီလုံးပြိုင်ပွဲ၃လေးခုကို ACC ကစားလို့ရတဲ့ကွင်းလယ်မျိုး injury ပြဿနာတွေဘာတွေမကြုံဘူးဆိုရင်ပေါ့ Arsenal ရဲ့အဓိကကျွန်တော်နေရန်သူကအဲ့ဒါ injury ပဲ injury ပြဿနာတွေကိုသူတို့ရှောင်နိုင်မှတော်တော်ကြီးကိုကျွန်တော်တို့အခြေအနေကောင်းပါ ။ဒါကြောင့်ပေါ့နော်ကျွန်တော်တို့နီးပြပြည်သူမိခဲအာတီတာကတော့ဟုတ်တယ်သူ့အနေနဲ့ပေါ့နော်။အဲဘယ်လိုပြောမလဲပါတီကိုအသင်းမှာဆက်ရှိစေခြင်းပြီးတော့စာချုပ်တစ်တန်တူးစေခြင်း ਨੇ consistency wise မှာကြည့်မယ်ဆိုလို့ပါတီရဲ့ဒါအကောင်းဆုံးအာဆနယ်ရာသီလို့သူပြောလို့ရတယ်ပေါ့နော်။ဒါအပြင်သူကစားတဲ့ပုံစံသူ့ရဲ့ performance ပြတဲ့ပုံစံသူ့ရဲ့ဒီမှာဒီခါတိုင်းရာဒီနဲ့စာလို့ရှိရင်ပွဲများများကစားနိုင်ဖို့အတွက်တော့ဒံယာပြေတနာကင်းမှုเนาะဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိ ါတီဟာကျွန်တော်တို့အတွက်တော်တော်ကိုအရေးပါတဲ့ကစားမှာပဲ။ဒါကြောင့်သောမက်စ်ပါတီကိုသူအတင်းမှာဆက်ပြီးတော့မြင်ကျင်နေတတန်း2စီကျင်နေဆိုပြီးပြောရတယ်။ကျွန်တော်ကတော့ပါတီအနေနဲ့ပေါ့နော်။ဘယ်လိုပြောမလဲ။ဒါအောင်မြင်မှုရဖို့အတွက်လက်ကမ်းလူရှိနေတဲ့အချိန်မှာထွက်သင့်တယ်လို့ကျွန်တော်မထင်ဘူး။ဒီညမှာအာဆနီကဘာဖလာရမှာလဲ။ဘာညာဘာညာပြောကြပြီမဲ့လေလို့တကယ်တမ်းတွေးကြည့်ရင်ဗျာ။အာဆနီအနေနဲ့အရေးချင်းရှိတဲ့တိုက်စစ်မှုတယောက်အရေးချင်းရှိတဲ့ကွန်းလေးကစားမတယောက်ဒါလောက်အစားထူးနိုင်နေသလိုရှိရင်ကျွန်တော်ဖလားကပေါ့နော်ကျွန်တော်ကတော့ဖလားထားပါတော့ဗျာဘာဖလားပဲဖြစ်ဖြစ် သိအဲ့လောက်ထိဝေးတယ်လို့ကျွန်တော်မထင်ဘူးအပရီးမီးယားလေးဆိုလို့ရှင်တော့တို့တို့တော်တော်ခေးင်းတာပေါ့နော်ဒါပေမဲ့လို့ခေးင်းနေဆိုတော့ယာတီဒီမှာတော့မှပြည်မလားတို့အနေနဲ့ဒါဒုတိယဒုတိယဒုတိယဆိုတဲ့ပုံစံနေဒါနေရပြီချန်ပီယံစ်လိမှာဆိုလို့ရှင်လည်းပဲဆီမီဖိုင်နယ်ဒီဗာရီတီတို့တက်လန်းလာနိုင်ရပြီဒါရီကပြီးခဲ့တဲ့ယာတီဒီနဲ့ရှင်မယ်ဆိုလို့ရှင်တိုးတက်လာတဲ့ယာတီကြီးပဲရဲ့ဒီယာတီမတိုင်ခင်မှာရှိမှာဆိုလို့ရှင်ဆီမီဖိုင်နယ်တော့မဟုတ်ဘူးပြကွာတာနဲ့တို့ဟုတ်လားမလားကြံခဲ့ရတာဒါပေမဲ့အခုဒီယာတီမှာဆီမီကိုကျွန်တော်ရောက်လာပြီဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့နေရှိဖို့တွားနေတဲ့အချိန်မျိုးမှာ ပါတီကအာဆင်နယ်နဲ့အောင်မြင်မှုရဖို့အတွက်အတိုင်းအတာတစ်ခုညီဆက်လာပြီလို့ကျွန်တော်စတယ်။အဲကြောင့်ပေါ့နော်ပါတီညီနယ်လက်ရှိအသင်းကနေမထွက်သင့်သေးဘဲနဲ့ဒီစာချုပ်တက်တန်ဒီပိုင်းတိုးသင့်တယ်လို့ကျွန်တော်ထင်တယ်။အာဆင်နယ်ရဲ့ဘက်ကလည်းပါတီကိုမလိုအပ်ဘဲနဲ့လက်လွတ်လိုက်မယ်လို့တော့ကျွန်တော်မထင်ဘူး။ကျွန်တော်ခုနကပြောသလိုပဲဂျော်ဂျီညိုရဲ့နေရာမှာဒီဘယ်လိုဇူဝမန်ဒီနဲ့အစားထိုးတယ်ဆိုတာမျိုးကဒါအများကြီးကောင်းတဲ့အခြေအနေမျိုးပါတီညီနယ်အသင်းကထွက်သွားသင့်တဲ့အခြေမျိုးလို့စာအုပ်ပေါ့နော်။ဆိုတော့အာဆင်နယ်တင်းရဲ့ပရိသတ်ဒီညီနယ်ရောပါတီတက်တန်တိုးလိုက်မယ်လို့ထင်ကြလား။ ပြကြပါဘူးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်